ခုတင်ဆက်ပေးမယ့်သတင်းကတော့အီရန်အားအမေရိကန်ကဖုံးကျတိုက်ခိုက်မှုစတင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အီရန်နိုင်ငံအတွင်းမှာရှိတဲ့နေရာသုံးခုကိုအမေရိကန်ကဘုံးကျတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အစ္စရေးအီရန်ပဏိပခါအတွင်းမှာအမေရိကန်ဘာဝင်ပါလာခဲ့ပြီဖြစ်တယ်လို့တတိယကဘာစစ်ဖြစ်နိုင်နေတယ်ဆိုရယ်စိုးရိမ်မှုတွေပုံပုံမြင့်တက်လာခဲ့လို့သိရပါဗျ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံအတွင်းမှာရှိတဲ့နျူကလ িয়ার ထုတ်လုပ်ဖို့အတွက်ယူရေနီယံတန့်စင်နေတဲ့နေရာသုံးခုဖြစ်တဲ့ဖော်ဒို၊နာဒတ်စ်နဲ့အက်စပါယာမှာရှိတဲ့စက်ရုံတွေကိုဘုံကျက်တိုက်ခိုက်ခဲ့တာပါ။ပြည်သူပုံကျဲလေရင်တွေကိုတုံးပြီးတော့မြေရောက်ပေ300အနက်အထိထိုးပေါဝင်ရောက်ပောက်ကွဲဖြစ်စီနိုင်တဲ့ GPU 57လို့အမည်ပေးထားတဲ့ပုံတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီဘုံတွေကိုအမေရိကန်နဲ့တိုင်းနိုင်ငံတွေကပဲပိုင်ဆိုင်ထားပြီးတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်ဖို့အတွက်ကြိုးပမ်းနေတဲ့နေရာတွေကိုတိုက်ခိုက်ရမှာမြေအောက်မှာတည်ဆောက်ထားတဲ့အပိုင်းတွေကိုတိုက်ခိုက်နိုင်စွမ်းမရှိတာကြောင့်အမေရိကန်ကဝန်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။တိုက်ခိုက်ခဲ့ရပြီးတဲ့နောက်မှာအီရန်ကောင်းဆောင်ခါမေနီကအီရန်ကိုတိုက်ခိုက်လာမှုတိုင်းကိုတူညီရဲ့တုံ့ပြန်ပြုလုပ်မယ်လို့ပြောကြားခဲ့တာကြောင့်အရှိရလေပိုင်းထိတာမှရှိတဲ့အမေရိကန်စစ်ကမ်းတွေကိုအီရန်ဘက်ကတိုက်ခိုက်လာပွဲရှိနေတယ်လို့သိရပါတယ်။ဒီတဲ့ရောငင်းကြောင်မှာပြေပူလာပါဗျ။ thank you